ဖို့ဖို့ခင်ဗျားအလုံးမင်္ဂလာပါကလော့ကော်နာကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီဒီဘက်တော့အဲပြင်းပြားလေးအဲပိုးစင်တစ်ဆယ်တွေအဲပြီးသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြန်လဲတုံးတက်ပြီးတော့အစိုးကောင်းကြိုးကြောင်းလေးတွေနဲ့ကျွန်တော်ပိုးစင်တွေရလေးတွေကိုပြန်လဲဆွေးနွေးလိုက်ကြရအောင် Okay အဲ့တော့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကိုကြီးပေးသွားလို့ရပါတယ်။ Okay အဲ့ဒီလိုရင်ကျွန်တော်ပွဲကြောင်းလေးစားလိုက်ကြအောင်။ရုံးဆုံးအနေနဲ့ကျွန်တော်စနေနေ့စနေနေ့မှာတော့ကျွန်တော်တို့ည9:00နာရီခွဲမှာပဲရှင်းပြိုင်တဲ့ပွဲကကျွန်တော်တို့9ပွဲလောက်ရှိတယ်။ဒီထက်မှကျွန်တော်တို့ရုံးဆုံးအနေနဲ့ကျွန်တော်တို့အဲ brighter နဲ့ brighter နဲ့အင်္ဂလိပ်မှာ၄ရက်တောက်ရှင်းပြိုင်တဲ့ပွဲမှာတော့သူတို့အနေနဲ့3 zero ဆိုပြီးကိုးပြတ်ရှုံးနေကြတယ်ဗျာကျွန်တော်တို့အဲ brighter နဲ့ carbon cut မှာသူ့အနေနဲ့ချုံမွဲတွေကိုကြုံတွေ့ထားရတဲ့အတွက်ကြောင့် ဒီနေ့ကျွန်တော်ဒီတစ်ပတ်ရှင်းမြန်တဲ့ပြည်မြန်လေးပွဲစဉ်30မှာတော့သူ့အနေနဲ့ပြန်လဲနိုင်ွက်တွေကိုပြန်လဲဖော်ဆောင်နိုင်တယ်လို့ပြောလို့ရတယ်နောက်တစ်ပတ်တော့ကျွန်တော်တို့အဖန်လင်းနဲ့အာဆင်နယ်ဒီပွဲကတော့ကျွန်တော်တိတ်ပြီးတော့မထူးဆမှာဘာသူဘာတော့ကြောင့်လဲဆိုရင်အာဆင်နယ်အနေနဲ့ကျွန်တော်တို့ဗန်လင်းရဲ့အိမ်ကမှသွားရောက်ရှင်းမြန်ပြီးတော့သူတို့အနေနဲ့အေးအေးဆေးဆေးပဲအနိုင်ယူပြီးတော့အဲအဆင့်တက်မှာပဲဆက်လက်နေတယ်ဗျာကျွန်တော်တို့စာကာတို့ဘာတို့နဲ့အဲဒီသူတို့ရဲ့လေပထမပိုင်းကတော့သူတို့အာလူစုံ အဲအပြည့်စုံထုတ်သုံးလာပြီးတော့တို့အနေနဲ့တွင်းငိုးတွေကိုဆလစီတွင်းယူပြီးတော့ကျွန်တော်တို့အဲပွဲကိုအေးအေးဆေးဆေးအဆုံးသတ်ပြီးတော့တို့အနေနဲ့အဆင့်တက်မှာအမှတ်အဲ9မှတ်လောက်ထိကျွန်တော်ဒုတိယ နေရာနဲ့9မှ6မှလောက်အထိကိုတို့အနေနဲ့ဖြတ်ပြီးတော့ဥဆောင်နေတယ်လို့ပြောလို့ရတယ်နောက်တစ်ခွဲကျွန်တော်တို့ Crystal Palace နဲ့ Brentford Crystal Palace ရဲ့ကျွန်တော်တို့အိမ်မွေးမှာ Brentford ကတော်တော်ရှင်းမယ်နဲ့ပွဲမှာတော့ Crystal Palace ကတော့ကျွန်တော်တို့2-0ဆိုပြီးတော့အနိုင်ရလက်ကိုပုံဖော်ထားနိုင်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်နောက်တစ်ခွဲနောက်တစ်ခွဲကတော့ကျွန်တော်တို့ Fulham နဲ့ကျွန်တော်တို့ Wolverhampton Fulham အိမ်မွေးမှာ Wolverhampton တော်တော်ရှင်းမယ်နဲ့ပွဲမှာတော့ Wolverhampton အနေနဲ့ကျွန်တော်တို့အဲ ဓာတ်ထိုင်မှာရှင်မြန်းတဲ့ကာဗွန်ကပ်မှာတော့တို့အနေနဲ့ချက်စည်းကိုတို့အဲနောက်ကျတွင်းကိုးတွေပါတယ်တွင်းနိုင်တဲ့ပုံစံမျိုးလေးကျွန်တော်မြင်တွေ့ခဲ့ရပါမယ်ဒီတစ်ခါကျွန်တော်တို့အပီးမြန်းလေးပွဲစဉ်တစ်ဆင်မှာတော့ဖူဟန်ရဲ့အင်္ဂုမှာတော့ရောက်ရှင်မြန်းတဲ့ပွဲမှာတော့တို့အနေနဲ့တွင်းကိုးတကိုးမှာတော့မရယူနိုင်ခြင်းမရှိဘဲနဲ့တို့အနေနဲ့အနီကွက်တွေပါတယ်ထိပြီးတော့တို့အနေနဲ့ဂိုးပြတ်ရှုံးနေခဲ့တာကိုထပ်ပြီးတော့ကြုံတွေ့ရတယ်လို့တော့ပြောလို့ရတယ်အဒီရှုံးပွဲဒီရှုံးလက်ပြလိုက်ကြအောင်မယ်ဝဟန်နန်တို့အနေနဲ့ကျွန်တော်တို့အပီးမြန်းလေးကနေတန်းစင်ဖို့တေချာတလို့ တော်တော်လေးဥမှာအခြေအနေဖြစ်သွားပြီလို့ပြောလို့ရတယ်။ Okay နောက်တစ်ခွဲကကျွန်တော်တို့ Notre Forest နဲ့ Manchester United ဒီနှစ်ခွဲကလည်းတော်တော်လေးဥမှာကြည့်လို့ကောင်းခဲ့တယ်လို့ပြောလို့ရတယ်။အထူးသဖြင့်ကျွန်တော်တို့ Manchester United Manchester United ကလည်းကျွန်တော်တို့ထင်တာကလိုမျိုးအဲမဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်။သူအနေနဲ့ကျွန်တော်အရှိပွဲတွေမှာပွင့်မြားလေးပွဲစဉ်၃ပွဲဇက်တိုက်နိုင်လဲနိုင်ပွဲတွေကိုရလက်ကိုပုံဖော်ထားပေမဲ့ဒီခါတော့ရောက်တဲ့ ဒီကတော့ကျွန်တော်တွားရောက်ရှင်မြန်တဲ့ပွဲမှာ Northern Forest အနေနဲ့လည်းသူတို့အနေနဲ့ထင်သလားဟိုအလုံးမဖြစ်ခဲ့ဘူးဗျာရှင်ပွဲဒီမှာဒီပွဲတွားကြောင်လည်းသူတို့ဒီကအိမ်ကွင်းမှာသူတို့ရဲ့အိမ်ကွင်းရုံးအားလေးတော့မြင်တွေ့ရမယ်လို့တော့ကျွန်တော်ပွဲကြုံမှာပြောခဲ့လို့ပဲ Manchester United တွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ Manchester United ကတော့ကျွန်တော်စောစီသွင်းမှုတွေကိုတွင်းထားနိုင်တော်ညလဲဒုတိယပိုင်း ကျွန်တော်တို့အဲပြန်ဆားတဲ့အချိန်မှာပဲ7မိနစ်လောက်တော့မပြေးတဲ့အချိန်မှာပဲတစ်ခါက Northern Fall ရဲ့ကဲ Tight Six ကကောင်းမွန်မှုကြောင့်သူတို့အနေနဲ့2-6ပြန်လည်ပြေးတော့သူတို့အနေနဲ့1-2နဲ့ရှုံးနေမဲ့အချိန်တွေမျိုးတွေပါတယ်တော့ဖြစ်သွားတယ်ဒါမှမဟုတ်လည်းအဲကျွန်တော်တို့မိနစ်80ကျော်မှာအမဲရဲ့ Twin Go တွေနဲ့သူတို့အနေနဲ့2-2ဆိုပြီးတော့အဲနောက်ကျ Twin Go တွေနဲ့တေးရလက်ကိုတာပုံဖော်နိုင်တယ်လို့ပြောလို့ရတယ်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ပထမပိုင်းမှာတကယ်လို့တော့အမဲတို့တာအဲလူလူတွေကိုပေးခဲ့မယ်ဆိုလို့ရှိရင် လူပိကစားခဲ့ပြီးတော့တခုကောင်းမဆန်ခဲ့ဘူးဆိုလို့ရှင်သူ့အနေနဲ့ကျွန်တော်နိုင်ပွဲတွေကိုဖော်ဆောင်နိုင်မယ်လို့ကျွန်တော်မြင်တယ်ဘာတဘာတွေ့ကြောင်လဲဆိုရင် AMN အနေနဲ့ကျွန်တော်ပထမပိုင်းမှာတင်ကျွန်တော်ဖြုံးသီးခဲ့တာသူ့နှလုံးသုံးလုံးလောက်အာဖြစ်နိုင်တယ်ဗျာတကယ်အားဖြစ်ပြောမယ်ဆိုလို့ရှင်ကျွန်တော်ကိုရနိုင်ကြီးများတဲ့အလုံးတွေကိုသူ့အနေနဲ့အာလူမပေးပဲနဲ့မိုးပေါ်တွေပဲရှောက်ကန်လိုက်တဲ့အခြေအနေကြောင့်သူတို့အနေနဲ့လည်းတေရလက်အာတေရလက်ကိုဒါပုံဖော်သွားနိုင်တယ်လို့တော့ကျွန်တော်ပြောလို့ရတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲတော့ကျွန်တော်တို့ အဲလန်ဒန်ဘွဲလန်ဒန်ဘွဲကတော့ကျွန်တော်တို့တော်တော်လေးမှကြီးလို့ကောင်းခဲ့တယ်ထင်ထားတယ်လို့လည်းမဖြစ်ခဲ့တဲ့ဘွဲတော်ဘွဲလို့တော့ပြောလိုက်ရအထူးသဖြင့်ကျွန်တော်တို့အဲတော်တန်ဟော့စ်ဝါနဲ့ချက်စီဒီနှစ်သင်းရဲ့ထိရောက်တွေ့ဆုံမှာတော့ကျွန်တော်တို့နိုင်နေတယ်တော်တော်လေးမှကြီးလို့ကောင်းမဲ့ဘွဲတော်ဘွဲလို့ထင်ခဲ့ပေမဲ့ဒါမှလည်းထင်ထားတယ်လို့မျိုးမဖြစ်ခဲ့ပဲတစ်ဖက်ကကျွန်တော်အဝေးကမှလာရောက်ရှင်ပြိုင်တဲ့ချက်စီရဲ့ဖီးယားတစ်ဖက်သက်ဖီးယားပေးမှုတွေကိုပဲတော်တန်ဟော့စ်ဝါအနေနဲ့အလူးလဲရင်ဆိုင်ရတယ်လို့ပြောလို့ရသူတို့အနေနဲ့ကျွန်တော်ပြီးမြောက်လေးပွဲစဉ်ကိုးမှတော့လည်း တော်တယ်ဟောဆိုအနေနဲ့ကျွန်တော်တို့အနိုင်ရလက်တွေကိုပုံဖော်ထားနိုင်ပေမဲ့ဒီပွဲမှာတော့အရှုံးရလက်ကိုပြန်လဲတွေ့သွားတယ်လို့တော့ပြောလိုက်ရတယ်။တစ်ခါကချက်စီရဲ့အဲကျွန်တော်တို့တိုက်စစ်ဆောင်ရင်းနဲ့ကွင်းလင်ခံကွင်းလင်ရဲ့အစုဖွဲ့တော်တော်လေးဥမှာဒီပွဲမှာအလုပ်ဖြစ်တယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့မော့ဆက်ကန်စီတွေတို့ဘာလို့ဆိုရင်အဲကျွန်တော်တို့ရသွားတဲ့တကူကလည်းသူ့စီကနေပြီးတော့ပဲရသွားတယ်လို့ပြောလို့ရဒီပွဲလုံးတိုက်နိုင်ရဆိုလို့ရှိရင်တစ်ခါတော်တာဟော့စပါကတိုက်စစ်အောင်ကွင်းလင်ရောနောက်တန်းရောဒီနေ့မှာတော်တော်လေးဥမှာညံ့ခဲ့တယ်လို့ပြောလို့ရအထူးသဖြင့်တို့အနေနဲ့ဘောလုံးတွေ ဟိုပေးလူပေးမှားတယ်သူအနေနဲ့နှစ်ယောက်လောက်ကနေတော့ပထမတယောက်နှစ်ယောက်ပေးတာအဆင်ပြေပြီးတဲ့နောက်တစ်ခါ၃က၄ကမြောက်ပြန်လဲပေးတဲ့အချိန်မှာတော့သူတို့အနေနဲ့လူပေးတွေမှားပြီးတော့ကျွန်တော်တို့အနေနဲ့ twin ကိုတွေကိုအဲခွင့်ပြုလိုက်ကြတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပြီးလို့ဆင်လဲတကယ်လို့ဒါတစ်ခါဘက်ကသူတို့အဲ Tottenham Hotspur ရဲ့ဂိုးသမားတာမကောင်းဘူးလို့ဆိုလို့ဆိုရင်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့2 2 3ဈေးလောက်တော့မှဖြစ်သွားမယ်လို့တော့မြင်တယ်တစ်ခါ Tottenham Hotspur နေရတယ်ချက်စီးရဲ့အဲဂိုးပေါ့ န့်တွင်းချိန်ကိုသူတို့အနေနဲ့တော်တော်လေးမှအာကာကခဲ့ရတာလို့ပြောလို့ပြန်ချက်စီးဘက်ကလည်းကျွန်တော်တို့တော်တော်ဟော့စပါရဲ့ဂိုးဘောက်ကမင်းချိန်ကတိတ်ပြီးမရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့အေးစေးစေးပဲလို့တော့ကျွန်တော်အမြင်နဲ့ချက်စီးရဲ့နောက်တန်းတွေကိုပြောတာအထူးသဖြင့်သူတို့ရဲ့အဓိကကောင်းလာတာချက်စီးရဲ့ကွင်းလင်းတဲ့တိုက်ဆက်ကအနည်းပွဲမှာတော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်ပြီးတော့မိနစ်အစနေပြီးတော့ကျွန်တော်တို့ပွဲပြီးတဲ့အထီကိုအဲတစ်ဖက်ကတော်တော်ဟော့စပါရဲ့တိုက်ဆက်နောက်တန်းကို အဲတော်တော်လေးဥပမာအလုံးရှုပ်ခဲ့စေတဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်မြင်တယ်။ဥပမာကျွန်တော်တို့ကနောက်တစ်ပွဲတော့ကျွန်တော်တို့ညအာနှစ်နာရီခွဲမှာရှင်ပြန်တဲ့လီဗာပူးနဲ့အဆုံပြီလား။ဒီနေ့သင်းရင်တော့ထိုက်တိုက်တွေ့ဆုံမှာလည်းတော်တော်လေးဥပမာကြည့်လို့ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်နေတယ်။ဒီဖက်ကကျွန်တော်တို့အဆုံပြီလားလဲအရှိပွဲဒီမှာနိုင်ပွဲတွေရလက်ကိုပုံဖော်ထားနိုင်သည်ပုံပေါ်ထားနိုင်တယ်ဗျအထူးသဖြင့်ကျွန်တော်တို့သူတို့ပြီးမှန်လေးပွဲစဉ်ကိုးမှဆိုလို့ရှိရင်မန်ချက်တာစီးတီးကိုသူတို့ရဲ့အိမ်ကမှ1-0ဆိုပြီးတော့အနိုင်ရလက်တွေပုံပေါ်ထားနိုင် တယ်ဒီတော့ကြောင့်လည်းကျွန်တော်လီဗာပူးရဲ့အင်္ဂမန်လာရရှင်ပြန်ဒီပွဲတိုင်အောင်သူတို့အနေနဲ့အဲအနေဆုံးတည်လောက်အထိကိုကျွန်တော်တို့ပွဲကျုံမှာလည်းခံရတာကိုတင်းဘက်ကိုလည်းကျွန်တော်တို့ရှေ့ပွဲဒီမှာဒေါက်ဆော့ရှုံးလက်အဲရလက်တွေဆိုးွားနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်အနေနဲ့အဲတည်ရလက်ကိုတော့အများဆုံးမျှော်မှတ်ထားတယ်ဒါမှလည်းတစ်ဖက်ကကျွန်တော်လီဗာပူးတို့ရဲ့ထိမှန်ထားတဲ့တုံ့ပြန်မှုအဓိကအဖြစ်ဒီနေ့ပွဲမှာကျွန်တော်နိုင်ရလက်ကိုပုံဖော်သွားနိုင်တာကျွန်တော်ရဲ့အမြင်အရဆိုလို့ဆိုရင်လီဗာပူးရဲ့ကွင်းလေ ဘဝကွင်းလည်ကကျွန်တော်မနှစ်ကကွင်းလည်ကိုပြန်လည်မြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်မနှစ်ကကွင်းလည်လူအစုဖွဲ့ကိုပဲပြန်လည်ဒီနေ့ဘက်မှာထုတ်သုံးလာခဲ့သူတို့ကျွန်တော်တို့မကားပြီးလို့စဉ် ground ဘက်နဲ့အစုဖို့ဆိုင်ဒီအတွက်ဖက်သူကတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံလေးလို့မြင်လို့ရတယ်နောက်က ground ဘက်ရဲ့နောက်စင်းကူမှုရဲ့မက်လစ်ဆာရဲ့ကျွန်တော်တို့အဲဘောလုံးကိုကျွန်တော်တို့အဲတတိချတာဆော့နိုင်မှုရဲ့တစ်ဖက်ကစုဖို့ရဲ့ကျွန်တော်ရဲ့လောအနိုးအဲလောအနိုးအဓိကပြုတ်ပြီးတော့သူ့အနေနဲ့မမောမပန်းတခွင်းလို့ပတ်ဆော့နိုင်တဲ့ စွမ်းသရေတွေကြောင့်ဒီနေ့ပွဲမှာကျွန်တော်တို့အနိုင်ရလက်ကိုပုံဖော်သွားနိုင်တယ်လို့တော့မြင်တယ်သူသူဖြစ်ဒီနေ့ပွဲမှာတော့ဒိုင်ယန်ပြဿနာနေပြန်လာရပါဝင်လာတဲ့ Crimson Bat အနေနဲ့ကျွန်တော်တို့ Twin Go တွေပါဒီကိုအဲပြန်လဲ Twin ယူနိုင်တဲ့တွဲအောင်တော်တော်လေးမှကောင်းမွန်တဲ့ပွဲစဉ်လို့တော့ပြောလို့ရတယ်ဒီနိုင်ပွဲကြောင့်ပဲလိုပါဦးတို့အနေနဲ့တော့အဲလာမဲ့ချန်ပီယံလိပွဲမှာတော့နိုင်ပွဲတွေကိုဆက်ပြီးတော့အင်ဝင်းမှာဆက်လက်ဖော်ဆောင်နိုင်မလားဆိုတော့ချက်တော့စောင့်ကြည့်ရမယ်ပြီးတော့ကျွန်တော်တို့ရဲ့အဓိကကဒါနာဖြစ်တဲ့မိုဟာမက်ဆာလာအနေနဲ့လည်း Twin Go တွေကိုဟိုပြန်လဲ တွေ့ရှိခဲ့ရဗျာဒီတွေ့ရှိခဲ့တဲ့အတွင်းကိုကြောင့်မယ်မိုဟာဇမတ်ဆာလာအနေနဲ့ကျွန်တော်တွင်းကို250ပြည့်မြောက်ပြီလို့တော့ပြောလို့ရတယ်သူရောက်ရတဲ့တွင်းကိုဆိုလို့ရှိရင်လဲဆိုဘိုစလိုင်းတို့ပြီးလို့ရှိရင်ဂတ်ဘိုတို့အီဂီဒီဂိုတို့ရဲ့ဖီအားပေးမှုကြောင့်တစ်ဖက်ကကျွန်တော်တို့ကိုသမန်မာတင်ညာအနေနဲ့ကျွန်တော်တို့အမမားတဲ့အမားတွေကိုလူပေးမှားပြီးတော့မိုဟာမတ်ဆာလာရောက်သွားတဲ့အတွင်းကိုကြောင့်မယ်ကျွန်တော်တို့အနေနဲ့အိမ်ကွင်းမှာ2-0ဆိုပြီးတော့အနိုင်ရလက်ကိုပုံဖော်ထားနိုင်တာကိုကျွန်တော်တွေ့ရမယ်ငွေရဆိုရင်ကျွန်တော်နောက်တစ်ဝက်နောက်တစ်ဝက်ကတော့ကျွန်တော်တော်တော်လေးဥမာ ရုပ်ပြဆင်းမြက်ဖြစ်သွားတဲ့ထိမက်မထားသလိုမျိုးဖြစ်ခဲ့တဲ့ပွဲပေါ့အထူးသဖြင့်ကျွန်တော်တို့ဝက်ဟန်နဲ့နယူကာဆန်ဒီပွဲကတော့ကျွန်တော်စောင့်ကြည့်ရစောင့်ကြည့်လိုက်သေးတယ်ဗျဘာဖြစ်လို့ကျွန်တော်ဒီပွဲပြီးတော့မန်ဟန်ချက်တာစီးတီးပွဲကိုကြည့်လိုက်တော့ဒီပွဲတော့တော်တော်လေးဥမာရှင်းနေဆိုတာတစ်ဖက်ကနေရောနယူကာဆန်ဝေကူမှလည်းရှင်ပြန်နေပွဲမှာတော့သူတို့နဲ့ဆော်စီတွင်းကိုတွေကိုတွင်းခဲ့ပေမဲ့တစ်ဖက်ကကျွန်တော်တို့အမ်ဟိုဟိုင်းရကျွန်တော်ထိမမထားတဲ့တုံ့ပြန်မှုတွေကတော်တော်လေးဥမာဒီနေ့ပွဲမှာကောင်းမွန်ခဲ့တယ်လို့ပြောလို့ရတယ် သူတို့အနေနဲ့အဲဘယ်လိုပြောမလဲဆိုရင်ဗျာနောက်တန်းနေလဲဒီနေ့ပွဲမှာတော်တော်လေးကိုမှအမှားယွင်းတဲ့ပုံစံတွေကိုလုပ်ခဲ့တယ်လို့သူကတစ်ဖက်ကကျွန်တော်တို့အဲဝဟန်းရဲ့ကျွန်တော်တို့အိမ်ဝင်းအားရဲ့အားလည်းဒီနေ့ပွဲမှာတော်တော်လေးကိုမှကောင်းမွန်တယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲသူတို့နေပါလင်ကတွင်းသွားတဲ့35မိနစ်ကကိုဆိုတော်တော်လေးမှကောင်းမွန်တယ်ကိုလို့ပြောလို့ရတယ်သူ့ရဲ့ဘယ်ချင်းနဲ့ကန်သွားတာကိုသမားရဲ့ကျွန်တော်တို့ညာဘက်တောင်းရဲ့အဲဂိုးတိုင်ကို CEO ကိုယ်တိုင်ဘေးကိုကတ်ပြီးတော့ဝင်သွားတယ်အဲ့လုံးဆိုတော်တော်လေးမှကောင်းမွန်တဲ့အလုံးနေမြင်တွေ့ရတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲမိနစ်45 plus 5မိနစ်မှလာဆိုလို့ဆိုရင်တို့ညူကဆယ်နောက်တန်းကမာမာဖြစ်တဲ့ပုံမှန်တို့ပါတို့ကျွန်တော်တို့အဲအုံကိုတွေပါပေးလိုက်ကြတဲ့အထီကိုကျွန်တော်အချိန်နဲ့တော်တော်လေးကိုမှဆိုးဝါးလွန်းတယ်လို့ပြောလို့ရတယ် ဒီတော့ကြောင့်ပဲသူတို့အနေနဲ့အနေယူကဆက်အနေနဲ့ရှုံးမွေးကိုထပ်မံရင်ဆိုင်တွေ့ရတယ်လို့ပြောလို့ရပြီးရင်တော့ကျွန်တော်နောက်တစ်ပတ်နောက်တစ်ပတ်ကကျွန်တော်တို့မထူးဆန်းလာတဲ့ Manchester City ပေါ့ Manchester City နဲ့သူ့ရဲ့အိမ်ခွေးမှာပဲသူတို့ရဲ့ငွေနဲ့အသင်းဖြစ်တဲ့ဘုံဘောက်ကို3-1နဲ့အနိုင်ရလက်ကိုပုံဖော်သွားတယ်လို့ပြောလို့ရဒီပွဲမှာတော့ကျွန်တော်တို့ Haaland နေနဲ့ကျွန်တော်တို့ hat-trick တွေပါရနိုင်မဲ့အခြေအနေမျိုးတွေရှိခဲ့ပေမဲ့သူ့အနေနဲ့သူ့ကိုနှစ်ကိုတော့ပြန်လဲရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောလို့ရတယ်ဒီနိုင်ပွဲကြောင့်ပဲအဲ အဲမန်ချက်တာစီးတီးအနေနဲ့အဆင့်တွေကိုပြန်လဲတက်လှမ်းလာတယ်လို့တော့ပြောလို့ရတယ်။ဒီညရှင်မိန်သွားကြရတယ်ကျွန်တော်နောက်ဆုံးရှင်မိန်သွားတဲ့ဆန်နာလန်နဲ့အေဗာတန်ဒီပွဲမှာတော့ဆန်နာလန်အိမ်ကမှာအေဗာတန်ကတော့ရောက်ရှင်မိန်နဲ့ပွဲမှာတော့တစ်ဖက်တကိုးစီနဲ့တည်ကြပြီးတော့သူတို့အနေနဲ့လည်းအဲဆန်နာလန်အနေနဲ့အဲတည်ကြလက်ရလက်ကိုထွက်ပေါ်လာသည့်တိုင်အောင်သူတို့အနေနဲ့အဆင့်ရတည်ချက်ကတော့1 to 5ထဲမှာပဲရှိနိုင်သေးတယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ဒီတစ်ပတ်ပြင်းပြလေးပွဲစဉ်တစ်ဆယ်ပြီးသွားတဲ့အချိန်မှာတော့အဆင့်ရတည်ချက်မှာတော့ အဆင့်တွေကကျွန်တော်တို့အဆင့်တက်မှာဆက်လက်ရပ်တည်နေတော့25မတ်ထီကိုကျွန်တော်စုဆောင်းထားလိုက်တော့အဆင့်နှစ်ကကျွန်တော်တို့မန်ချက်စတာစီးတီးကတော့16မတ်နဲ့ကျွန်တော်တို့အဲ1.3အထိလောက်ကိုကျွန်တော်တို့အဲခိုးလာလောက်ပြတ်တယ်ကွာ9မတ်လောက်ထိပဲကျွန်တော်တို့ပြတ်နေတာတွေ့ရပြီးတော့ channel အောက်ကအသင်းတွေနဲ့အမှတ်ကကျွန်တော်တို့အဲတိတ်ပြီးတော့မကွာပဲနဲ့ကျွန်တော်တို့ဂိုးကွာချာရလက်တွေကြောင့်လာကျွန်တော်တို့အဆင့်တွေပွာသွားတယ်လို့ပြောလို့ရပြီးအဆင့်နှစ်မှာတော့မန်ချက်စတာစီးတီးရှိပြီးတော့အဆင့်3မှာတော့ကျွန်တော်တို့လီဗာပူးအဆင့်ကတော့ကျွန်တော်တို့ နိုင်ဝင်ပြောင်းလဲရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းမန်ချက်ဒါပါဦးနေနဲ့ကျွန်တော်အဆင့်နှစ်ကိုအဆင့်နှစ်ကိုပြန်လဲတက်ပြန်လှမ်းလာတဲ့အချိန်ဒီမှာတော့ကျွန်တော်တစ်ဖက်ကမန်ချက်တာစီးတီးရနိုင်သွားတဲ့အတွက်ကြောင့်တို့အနေနဲ့အဆင့်၃ကိုအဲပြန်လဲဆင်းသက်ပေးလိုက်တယ်လို့ပြောလို့ရတယ်ပြီးရင်တော့အဆင့်၄နေရာမှာဆန်နာလန်းကတော့ကျွန်တော်ညပွဲကတည်ရလက်ကြောင်းဆန်နာလန်းကရ အဆင့်၄မှာရက်တပြီးတော့အဆင့်၅နေရာမှာတော့ကျွန်တော်တို့ဘုံမောက်ကလည်းဆက်လက်ရက်တည်နေအဆင့်၆နေရာမှာတော့တန်ဟော့စပါရှိပြီးတော့အဆင့်၇နေရာမှာကျွန်တော်ချက်စီရှိပြီးတော့အဆင့်၈နေရာမှာတော့မန်ချက်စတာစီးတီးဆိုပြီးတော့ကျွန်တော်တို့ဒီအသင်းချင်း၃ကြီးရတော့၆ခု၈ဆိုပြီးတော့ကျွန်တော်ချက်စပါချက်စီ အဲမန်ချက်စတာယူနိုက်တက်ဆိုပြီးတော့ဒီအဆင့်မှာတော့ဆက်လက်ရပ်တည်နေတယ်လို့ပြောလို့ရတယ်။ဒီတပတ်ရှုံးဝဲမှုရှုံးဝဲဆက်လက်တွဲမှုကြောင့်ပဲကျွန်တော်ညူကာဆယ်တို့အနေနဲ့အဆင့်73ထိလောက်မှာထပ်ရှိပြီးတော့အော်ဘရန်အက်စနိုဗီလာအနေနဲ့အဆင့်71လောက်အထိကိုပြန်လည်ဆင်းသက်တာတွေ့ရတယ်လို့တော့ကျွန်တော်တော့မြင်အဲတွေ့ရတယ်။ဒီတော့ကျွန်တော်တို့ပြင်းပြလိပွဲစဉ်တစ်ဆယ်ပြီးသွားတဲ့အချိန်မှာညီကိုတွေအနေနဲ့အဲကို့အသင်းရဲ့ကစားသမားတွေနဲ့ကို့အသင်းရဲ့အနယ်ရလက်ပေါ်ကိုဘယ်လိုမြင်ကြလဲ။ဝင်ရောက်ဆွေးနွေး မှတ်ချက်ပေးသွားကြပါအောင်။ဒါချစ်ချစ်ပေးတဲ့ညီကိုတရားချင်းတရားကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။